ြီးတော့ကိုယ်အညာအားဆွမ်းအားအလုံးရင်းနှီးမြှုပ်နှံပြီးတော့ကြိုစားခဲ့တာအခုဆိုရင်တပည့်တို့ဓမ္မဆလာအကြောင်းတော်ကြီးမှာတပည့်တို့လူအယဉ်မြဲလို့ခေါ်တဲ့တန်ခါပါ60ရရှိလိုက်ပါတယ်ဗျာအင်္ဂါပါ60ကလည်းအခုလိုအမတန်ကိုအားရစရာကောင်းလာအောင်သာသနာတော်အတွက် လောကရဲ့အတွက်အမြင်နေပွင့်သွားတယ်လို့အဲ့လိုဒီလိုလိုယုံယုံကြည်ကြည်နဲ့သိရှိပေးရပါတယ်ဗျာဒီနေ့နိုင်ရင်ခုလိုအောင်မြင်အောင်တပည့်တို့ပါရမီတွေဖြည့်ဆည်းပေးရအောင်ဥဆောင်ပေးကြတဲ့ဓမ္မဆရာကျောင်းတော်ကြီးမဟာနာယကပါဠိဆရာတော်ဖြာကြီး မဂ္ဂလာဆရာတော်ဘုရားကြီးများနဲ့ပြည်တော်ဓမ္မရတဆရာတော်ဝိပ္ပဇဆရာတော်ဆိုင်တဲ့ဆရာတော်တွေအလုံးစုံဘုရားတပည့်တော်များစွာကျေးဇူးတင်ဝမ်းမြောက်လာပါလေဗျာဆရာတော်ဘုရားများဤဩဝါဒလမ်းညွှန်ချက်ဆရာတော်ဘုရားများဤမြတ်တာဆင်နာကိုမရခဲ့ဘူးဆိုလို့ရှိရင်ဒီလိုသင်္นานမျိုးဘုရားတပည့်တော်တို့ လုံနိုင်မှာမဟုတ်ပါဘူးဆရာတော်ဘုရားများရဲ့အရေးအောက်အမတန်အားကြီးတဲ့အရေးအမတန်အေးများတဲ့အရေးအောက်မှာဝေယောခွလုံးပဲရသည့်အတွက်ကြောင့်ဒီလိုသာသနာပြုတဲ့နေရာမှာအမတန်လိုအပ်တဲ့ပွက်လက်တွေကို ဖြစ်စီပြီးတော့ပါရမီတွေဖြစ်စီခဲ့ရပါတယ်ဗျာညာချင်းဖြစ်ပါအမှန်ရောဘုရားတပည့်တော်ကြီးဓမ္မဆာလကျောင်းတော်ကြီးကို သိစီအရင်လုံးကကြားတာကြားဘူးလားထက်ထက်ဝင်ဝင်တော့မသိပါဘူးထက်ထက်ဝင်မသိဘူးဆိုတာလည်းမလေးလာဖြစ်တာလည်းပါတယ်မအားတာလည်းပါအခုလိုသိစီဝင်ကြတဲ့အခါကျအားလည်းအားရတယ်ကြည်လည်းကြည်ညိုတယ်လေးလည်းလေးစားတယ်အားလည်းအာဩတယ်ဒါကြီးကဖြစ်တဲ့နယ်ဖြစ်တဲ့ဖြစ်တိုင်းတိုင်းကိစ္စဖြစ်တယ်အမှန်ရောဘုရားလည်းပြီးတော့ဆောင်ရွက်နိုင်တဲ့နေရာကနေပြီးတော့ဆောင်ရွက်ခွင့်ပြီးတော့အမတန်ကိုပဲ ဝန္တာပိတိဖြစ်ရကျေးဇူးနဲ့တရားအခုကြောင့်ဘုရားတပည့်တော်တို့တပည့်တွေအားဖြင့်ဆရာတော်ဘုရားကြီးများအားဆောက်ထားမယ်ဆိုလို့ရှိရင်ဓမ္မဇာလာကျောင်းတော်ကြီးသည်ဘုရားတပည့်တော်တို့တပည့်တော်ဘကများအတွက်ပါရမီဖြစ်နေတွင်ကြီးဖြစ်ပါလေဘုရားအခုကြောင့်ယေရတော်တော်များလည်းပဲဘုရားတပည့်တော်တို့ဓမ္မဇာလာကျောင်းတော်ကြီးကိုဆရာတော်ဘုရားကြီးများကရှေ့ကမမမမဖြစ် ဓမ္မနဲ့ဝိနည်းအားလျော်စွာယက်တည်ပြီးတော့ဆောက်ရှောက်တဲ့အခါမှာဘုရားတပည့်တော်တို့ကအဝေးရပဲဖြစ်စီအနည်းရပဲဖြစ်စီဒီဓမ္မစာလာကျောင်းတော်ကြီးရွေချက်ပန်းတိုင်ကိုအရောက်လန်းနိုင်ဖို့ရန်အတွက်အရှင်ဘုရားတို့ရဲ့ကာယကံဝစီကံမနောကံကံလုံးပါလုံးတို့ဖြင့်တိုင်ရင်းတို့တရေစကားပါပြည့်ရတော်တော်အတွင်းစီအဖြစ်သာသနာပြည့်ရတော်တော်အပြည့်အနေပြည့်ရတော်တော် နော်ဒီသင်္တန်းကြီးရနေပြီးတော့ပြည်ပြည်ဓမ္မဆရာကျောင်းတော်အတွက်တွေကစံတယ်တိုင်းမှာဆရာဘုန်းကြီးတွေကောင်းကောင်းဖြစ်မယ်စံတယ်တိုင်းဒီတိထောင်းမယ်ကျင့်တတ်ပါလေဗျာဒိဋ္ဌာတွေကောင်းကောင်းမုံမုံပြသနိုင်တဲ့ဓမ္မဝိညာဉ်နဲ့အညီဒိဋ္ဌာတွေတိထောင်းရမယ်ဆိုတဲ့အပြီးတော့ဝန္တာလာပါလေဗျာပရိဟိတအလုပ်တွေလုပ်ရမယ်ဒါလူလည်းတစ်ပြည့်လို့ရပါတယ်ဒီလိုမှမဟုတ်ဘူးတစ်ပြည့်လို့ဓမ္မဆရာကျောင်းတော်ကြီးမှာရှင်ရလို့ထက်ထဝင်ဝင် သာသနာပြုခြင်းနဲ့ဆိုရင်ဘုရားသခင်ရောအနေဖြင့်ဆရာတော်ဘုရားကြီးများအားရှောက်ထား၍တပည့်တော်အမခံပြီးတော့တပည့်တော်ဥပေးလို့ရပါတယ်ဗျာဆရာတော်ဘုရားများကိုတပည့်တော်ရှောက်ထားပြီးတော့သာသနာပြုမယ်ဆိုလို့ရှိရင်ပရိယတ်ဒီသာသနာတိုင်းဒီလည်းပဲပြုလို့လို့ရနိုင်တဲ့အခွင့်အရေးရှိတယ်ပฏิပတ်ဒီရိတ်တာတွေလည်းပြုလို့လို့ရနိုင်တဲ့အခွင့်အရေးရှိတယ်ပညာရေးတွေလည်းဘာကပညာရေးပညာရေးမျိုးစုံစိုက်ကြည့်တဲ့မျိုးစုံ ဒီလိုသင်္တန်းကြီးရာစားပြီးတော့ပြည့်လို့သင်္တန်းမျိုးစုံကိုလည်းပဲသာသနာတော်ဤတုတ္တရာတုတ္တကြောင်းလောကကြီးကြီးပွားရာကြီးပွားကြောင်းချမ်းသာရာချမ်းသာကြောင်းအလုပ်တွေကိုလည်းပဲစနစ်ကြကြပြီးပြီးပြင်းပြင်းထဲထဲဝါဝါနဲ့ခန့်ခန့်ညာညာဖြင့်သာသနာပြုပွင့်နေပါရမီဖြည့်ခွင့်နေရရှိနိုင်ကြောင်းပါကိုလည်းပဲနိုင်ပါကြောင်းကိုလည်းဖျားပြီးတော့ဒီနေရာကနေပြီးတော့လေးလေးနက်နက်ဖြင့်တပည့်တော်တရေစကားပါပါတယ်ဖျား ဆရာတော်ဘုရားမြတ်ရဲ့မေတ္တာအရေးဆရာတော်ဘုရားမြတ်ရဲ့လမ်းညွှန်မှုဩဝါဒအရေးမှာတပည့်တော်တို့ဒီသာသနာပြုခွင့်ရကြမယ်ဆိုရင်တပည့်တော်တို့ရဲ့သာသနာပြုခွင့်ဒီလမ်းမမရောက်ဘဲနဲ့လမ်းမှန်ကိုဤကံမှုချရောက်မယ်လို့ဘုရားတပည့်တော်တန်ဋိဌာန်ကြယုံကြည်ပါတယ်ဗျာအာမလည်းတပည့်တော်ခံပေးနိုင်ပါတယ်ဗျာအဲဒါကြောင့်ရှင်ဘုရားတို့ဒီနေ့တိုင်းကြီးဆင်းသွားပြီဆိုလို့ရှိရင်ကိုနိုင်ငံခြားအချို့အပြင်းရှိတွေပါမယ် ရပါတယ်ဗျာအဲ့မဲ့အဲ့နိုင်ငံညာနေပြီးတော့တပည့်တော်ရဲ့ဓမ္မဆရာအကြောင်းတော်ကြီးကိုဘယ်ပုံဘယ်ပန်းဘယ်နည်းလမ်းဖြင့်အောင်မြင်အောင်လုပ်ရင်ကောင်းမလဲဆိုရင်နည်းလမ်းတွေကိုအွန်လိုင်းကဖြစ်စီသတင်းစကားပိုင်းဖြစ်စီဘိုင်ဘာဂရုကဖြစ်စီတယ်လီဂရမ်ဂရုကဖြစ်စီစင်စက်မပြတ်တပည့်တော်လူအကြံပြုတွေကိုလည်းပဲတပည့်တော်လေးလေးနဲ့နဲ့တောင်းဆိုပါတယ်နော်အထူးအားဖြင့်တပည့်တော်လူဒီနေ့ပြီးသွားပြီဆိုရင်မပြီးပါဘူးဗျာ အရှင်မြတ်တို့ဒီဓမ္မဆရာလာသင်္ဏမတ်ဆယ်နှစ်ကတပြည့်တည်းလူသတ်မှတ်ပြထိုင်တဲ့အတိုင်းဒါဆိုလို့ရှိရင် B1 CO1 ဖြစ်ပါတယ်အရှင်မြတ်ရဲ့ဓမ္မဆရာလာကျောင်းတော်ရဲ့အဖွဲ့ဝင်ဖြစ်ပါတယ်ဗျာဒီဘက်ကဆရာလို့ဆိုရင် B2 B2 B201 B202 B203 ရှင်မြတ်တို့ရဲ့ကိုယ်ပိုင်အမှတ်တင်ဖြစ်ပါတယ်ဗျာနော်အဲ့ဒါလေးလည်းမမေ့ပါနဲ့ဗျာတပြည့်တည်းလူသတ်မှတ်အရှင်မြတ်အစင်တိုင်းပြည်လို့ပေးထားတဲ့ဒီနောက်ဆုံး အသား30ပြောင်းပြီး B2 တပည့်တို့တာတင်းဖြစ်ပါတယ်ခင်နော်အဲ့တိုင်းမှတ်စင်တိုင်းရှင်ပြတို့ကဒါ B2 မှတ်ပါခင်ရှင်ပြတို့ဟိုကြ B1 B101 B102 B103 B104 B105 ရတယ်အဲ့တိုင်း B1 B2 B3 အဲ့တိုင်းပါပါခင်အခုနောက်ထပ်အသက်ရှင်ဆုံးဒီတိလရှင်တွေမှာတို့က B3 နဲ့တို့ကအဖွဲ့ဝင်နံပါတ်ရတော့မှာဖြစ်ပါအရှင်ပြတို့ခုပေးထားတဲ့နံပါတ်ဒီတပည့်တော် တပည့်တော်ဓမ္မဆာလာကျောင်းတော်ရဲ့အဖွဲ့ဝင်တွေပါဗျာကြိုက်တဲ့နေရာသာသနာပြုလို့ရတယ်ဗျာအရှင်ဗျာတို့ဒီမှာလာပြီးသာသနာပြုလို့လည်းရနိုင်တဲ့ဖွယ်လမ်းတွေအများကြီးရှိတယ်မိမိတို့နေရာမှာလည်းမိမိတို့ကျောင်းထိုင်လို့ရင်လည်းရတယ်ကြိုက်တာလို့လို့ရတယ်ဗျာအလုံးလုံးနေဖို့တော့အရေးကြီးပါတပည့်တော်တို့အဲ့လားပါဓမ္မဆာလာအဲ့တပည့်တော်တို့တနည်းတစ်ချိန်ကိုတပည့်တော် conference ပေါ့ညီလာခံကြီးတစ်ခုကျင်းပါပါအဲ့လိုညီလာခံကျင်းပါတဲ့အခါဘယ်မှာကျင်းပါမယ်ဆိုတော့ဆရာတော်ဗျာကြီးတွေရဲ့ အဲစီဝေဆုံးဖြတ်ခြင်းနဲ့အညီပြည်တော်နေရာတက်မှတ်ပြီးတော့ဓမ္မဆရာလာကျောင်းတော်မှာလည်းဖြစ်ရင်ဖြစ်မယ်အချိန်လေးကောင်းရင်အချိန်လေးမကောင်းရင်တော့ကောင်းတဲ့နေရာတစ်ခုခုဖြစ်မယ်အဲ့လိုနေရာမှာတစ်နှစ်တည်းချင်းတပည့်တော်ကွန်ဖရင့်ကြီးခေါ်ရမယ်ခေါ်တဲ့အခါရှင်ပြားတို့အနေနဲ့ info site တမျက်နာတော့အရှင်ပြားတို့တစ်နှစ်တာလုံဆောင်ချက်တွေကိုတပည့်တော်တို့အဖွဲ့ကိုတင်ကိုတင်ရမှာဖြစ်ပါလေဗျာမတင်လို့မရပါဘူးဗျာဥပမာဓမ္မစကူတွေဘယ်နှချိန်ဖွင့်ပါလဲအဲ့တပည့်တော်တရားဝဓမ္မဂရိကဖြစ်တဲ့နေရာ ။တပြီတော့တရားပွဲပေါင်းဘယ်နောက်တနစ်တာတွင်တပြီတော့ဟောကြားပေးခဲ့ပါလေ။ကလေးတင်တဲ့ဘောင်ကဘယ်လောက်ဟုတ်မလား။ကမ္မထာနာစီရဆိုရင်ပြောကမ္မထာဘယ်မှာဘယ်မှာဘယ်မှာဘယ်နှမျိုးမှာဘယ်နှရတင်တဲ့မိငင်းတင်တဲ့ဘလားဆိုပြောလို့ကိုလုတဲ့ဥစ္စာပဲကိုတင်ရမှာဖြစ်ပါတယ်။ဆရာကြီးကြီးကလည်းတပြီတော့ပထမငယ်ထဲမှာဘာဘာသာတွေတင်ခဲ့ပါတယ်။ပထမကြီးထဲမှာဆိုပြီးတော့ဘယ်ဘာသာတွေတင်ခဲ့တယ်ဘယ်ကြောင့်လဲဘယ်ပြည့်ရတဲ့စာတင်လိုက်ဆိုပြီးတော့ကိုယ့်ရဲ့လုံဆောင်ချက်တွေကိုတင်ပြပေးရမှာဖြစ်ပါတယ်ဗျာ။ အားလုံးဒီတနေ့တင်ချင်းရှင်ပြရလို့ရဲ့တပည့်တော်လှုပ်ဆောင်ချက်တွေကိုတပည့်တော်ဓမ္မဆရာလာအကြောင်းမှာရှင်ပြရလို့ရဲ့ B2 ဆိုရင်ပြီးတော့စာအုပ်လုံးတပည့်တော်တတ်မှတ်ထားမယ်ဗျာရှင်ပြရတနေ့ကိုတင်ချင်းလုံးပြီးတော့တင်ရမှာဖြစ်ပါတယ်ဒါကမဖြစ်မနေပြီးတော့လှုပ်ဆောင်မှာဖြစ်ပါတယ်ဒါတခုနောက်တစ်ခုတပည့်တော်အခုအဲဒီတင်တဲ့နေ့တနေ့ပတ်လုံးပြီးသွားပြီဆိုလို့ရှိရင်ဒီကနေပြီးတော့တပည့်တော်15ရက်တင်တဲ့ဒီစွမ်းရင်ကအခုအမြင့်ဖွင့်မဲ့ရှိသေးတယ်ဗျာနောက်တော့အဲ့ဒါနဲ့တပည့်တော်လေ့ကျင့်စရာတွေအများကြီးချမ်းသာသေးတယ်ဗျာ ။နောက်တပည့်တော်ဒီထက်ကနေအတော်ဆုံးနေပြီးတော့ရွေးပါမယ်ဗျာ7ပါးလောက်။အဲအတော်ဆုံးနေ7ပါးလောက်ရွေးပြီးတော့ TOD တင်တဲ့ဆရာဖြစ်ဖြစ်ပြီးတော့တင်နှံ့ပို့ချပြီးနောက်တစ်ချိန်တပည့်တော်နေရာကိုအရှင်ပြားတို့အကုန်ပေးမှာဗျာ။အဲဒီလိုလောက်တတ်အောင်ဒီလိုစီယုံနိုင်အောင်ဒီလိုလေလောက်တတ်အောင်တပည့်တော်ကဒီနေရာကမနေဘူးဗျာ။တပည့်တော်နေရာကိုအရှင်ပြားတို့ဆက်ခံနိုင်တဲ့အထိတင်နှံ့နေပါအခုဆိုလို့ရှိရင်ဒီနေရာတနေရာလည်းဥမာကချင်ပြည်နယ်မှာ လုပ်မယ်ဆိုရင်တပိတော့ကချင်းပြည်နယ်ကိုခြားပေးပါမယ်ဗျာဥမာဒဝဲမှာလုပ်မယ်ဆိုဒဝဲကိုပြီတော့ခြားပေးပါအဲ့လိုခြားတဲ့အခါရှင်ပြားတို့ကတပိတော့တို့ကဖွင့်ပွဲနဲ့ပိတ်ပွဲလာပဲအဲပြီတော့လာနိုင်တယ်ရှင်ပြားတို့ကတပိတော့တို့တတ်မှတ်ထားတဲ့စံချိန်စံညွန်းနဲ့အညီဓမ္မဆာလာအောက်ကနေပြီးတော့တပိတော့တို့တပိတော့တို့ဖွင့်ရမှာဖြစ်ပါတယ်အဲ့လိုဖွင့်တဲ့အခါအဲတပိတော့တပိတော့တို့တပိတော့အာမခံပေးနိုင်တာကတော့ကုန်ကြစေးတဝက်ကိုတပိတော့တို့ဒီက ဓမ္မဆရာလာကျောင်းတော်အနေနဲ့လှူဒန်းမှုရအောင်တပြီးတော့ဒီကတင်ပြပေးပါမယ်ဗျာအရှင်ပြားတို့ကဘုရားမှာတဝက်ကတော့အရှင်ပြားတို့ဒေတာခံကခံရပါလိမ့်မယ်ဗျာနော်ဥမာပြီးမှဖွင့်ကျင်တယ်တဝက်ခုဆိုလို့ရှိရင်ဒါကူတောင်းထားပြီးပြီကချင်ရလဲပြီးတော့တောင်းတယ်မပေးနိုင်ပါဘူးကချင်တပြီးတော့လည်းတွားရဲနော်ကချင်လည်းလာလို့ပြီးမှလုံရဲပါဘူးဗျာအခုတဝက်ကတောင်းထားတယ်ဒါရင်ငယ်ဆရာတော်ကတဝက်ကဆိုလုံးတယ်လုံးပြီမယ်ပြီးတော့ဒါပေမဲ့ ဘယ်လိုလုပ်မလဲဆိုတပည့်တော်ဓမ္မဆရာအကြောင်းတော်ကဒီကုန်ကြစည်းကိုတဝက်တပည့်တော်ခံပေးပါမယ်ဗျာခံပေးနိုင်အောင်လည်းတပည့်တော်ဆရာတော်ဘုရားကြီးတွေကိုရှောင်ထားပြီးတော့အဖွဲ့အစည်းရဲ့ခွင့်ပြုချက်ဘုရားတပည့်တော်ဓမ္မဆရာအကြောင်းတော်ကဘုရားတပည့်တော်တို့ကအောက်ကကလေးပါဗျာကလေးပဲဖြစ်သည့်အတွက်ကြောင့်ချမှတ်ထားတဲ့မူဝါဒအတိုင်းသာတပည့်တော်ကလုပ်ဖွင့်ရှိပါတယ်ဗျာဒါမှမဟုတ်တချို့ကိစ္စတွေမှာတချို့ကတပည့်တော်ကိုရှောင်ပါတယ်မေးပါတယ် ဘယ်လိုမေးတာလဲဆိုရင်ဓမ္မဆာလာအနေနဲ့တပည့်တော်တို့အလုပ်လုပ်ခွင့်ရှိမလားတဲ့ဓမ္မစကူဓမ္မဆာလာဓမ္မစကူအနေနဲ့ဖွင့်လို့ရမလားလို့မေးပါတယ်အဲ့လိုမေးတဲ့အခါတပည့်တော်ပြောတယ်အဲ့ဒါဘုန်းကြီးမပိုင်ဘူးလို့အဲ့ဒီကိစ္စဓမ္မဆာလာနဲ့နောက်ထပ်ဓမ္မဆာလာအခွဲလေးအခွဲလေးကိုလုံတဲ့အခါမှာအဲ့ဒီဘုန်းကြီးကတာဝန်ယူမထားပါဘူးခင်ဗျာနော်ဒါပြောဓမ္မဆာလာကြောင်းခွဲဓမ္မဆာလာနာမည်နဲ့ဓမ္မစကူလေးသင်တာဘာကလေးလောက်တာကိုတော့ဖြင့်ဖရာတပည့်တော်ကအဲ့အရာလေး လို့တော့ဖြစ်တပြိတော့လက်လက်မမိသေးပါဘူးဗျာเนาะအဲ့ဒါကတော့ဆရာတော်ဘုရားကြီးတွေကိုအဖွဲ့အစည်းကိုတပြိတော့ရှောက်ပြီးမှဒါလဲဓမ္မဆရာဓမ္မစကုအနေနဲ့ဖွင့်ကျင်နေဆိုရင်ဘယ်လိုဘယ်လိုတွေမူဝါဒအနေနဲ့ဆိုခွင့်ပြုတယ်ဆိုရင်ခွင့်ပြုသွားမှာဖြစ်ပါလုံးလုံးစင်တော့တပည့်တော်အဲ့အစင်စင်မရှိသေးပါကြောင်းတပည့်တော်လည်းဟောထားပါတယ်တပည့်တော်ကလာပြီးတော့ဓမ္မဆရာနဲ့နည်းနည်းနဲ့အလုပ်လုပ်ရပြီလားလို့မေးတယ်အဲအဲ့ဒါကလုံးလုံးစင်အဲ့အစင်စင် မရှိသေးပါကြောင်းတပီတော့ဒီနေရာနေပြီးလျှောက်ထားပါတယ်ဗျာဒါပေမဲ့ဓမ္မဆာလာတပီတော့လူတစ်နှစ်ကိုတလတစ်ချိန်ဆိုရင်တပီတော့လူသီလရှင်က၃ချိန်ပြရမှာဖြစ်ဒီအတွက်ကြောင့်တပီတော့လူဓမ္မဆာလာအဖွဲ့ကိုသီလရှင်ကအပါ90ရပါမယ်ဗျာနော်တနည်းလုံးတပီတော့ဖွင့်တယ်ဆိုလို့ရှိရင်အရှင်ဘုရားလူဓမ္မဆာလာအဖွဲ့ဝင်တွေကအဲတပီတော့လူအောက်ရမှာလို့ဆိုရင်290ရမှာဖြစ်ပါတယ်ဒါနည်းသေးတယ်ဗျာတပီတော့တန်အပြားကြီးနည်းသေးတယ် ။နောက်ဆရာဘုန်းကြီးတွေတည်တဲ့ပြီးတော့တို့ဆရာဘုန်းကြီးတွေဆိုရင်တကယ်ပညာရှင်တွေအောက်စဖို့ဆရာတော်တို့တို့ရဲ့နိစနစ်တွေပေါ့နော်။အဲကလေးစိတ်ပညာတွေကလေးဘယ်လိုထိမ့်မလဲဆိုတဲ့အဲ့ဒီဥစ္စာတွေကိုတပည့်တော်တို့စီမံတဲ့အခါမှာတော့တည်တဲ့တပည့်တော်က ဒီစာတင်တိုက်ကဆရာတော်ကြီးတွေရဲ့တပည့်ပေါ့နော်အဲ့ဒါလေးခေါ်ဖို့အစီအစဉ်ရှိပါတယ်ခင်ဗျာနောက်ကျောင်းတိုင်းဘုန်းကြီးတန်တန်သင်တန်းတွေကိုလည်းလှုပ်ဆောင်ဖို့အတွက်တပည့်တို့အစီအစဉ်ရှိသလိုစာပင်ဖွံ့ဖြိုးရေးအတွက်တပည့်တို့စာကြည့်တဲ့မြင့်တင်သင်တန်းများကိုလည်းပဲတပည့်တို့စနစ်တကျစီမံ ရေးဆွဲပြီးတော့အခုအကောင့်တန်းဖော်နေပါတယ်အများကြီးတပြည့်တော်လုံးဆရာတွေရှိပါသေးတယ်အဲ့ဒါလေးကိုလည်းပဲညီတော်တော်တော်များကဖရာတပြည့်တော်လုံးနဲ့လက်တွဲပြီးတော့အခုလိုဆရာတော်ဖရာကြီးတို့ရဲ့အောက်ကနေပြီးတော့ဘဝလုံးလုံးချုံချုံပေါ့နှွင်းနှွင်းထွေးထွေးပေါ့တပြည့်တော်ဝမ်းပန်းတတပေါ့ဘာအန္တရာယ်မှမရှိပဲနဲ့သာသနာပြုခွင့်ရတယ်ဆိုတော့အဲ့လိုနှလုံးသွင်းဆင်ခြင်ပြီးတော့ဒီဓမ္မဆာလာကျောင်းတော်ရဲ့သာသနာပြုလုပ်ငန်းများကိုအတွင်းအတွင်းလည်းရတယ်အတွင်းမှမနေနိုင်ဘူးရတယ်အပြည့်လည်းနေရတယ် အပြင်းစီအတွင်းစီအပြင်းစီဖြင့်အဝေးအနီးအားလုံးရှင်ဘုရားတို့ဥပောင်းပြီးဆောင်ရွက်ပြီးတော့ဓမ္မဇာလစီမံကိန်းအမြုံမြင့်ကြီးမားတဲ့ဆရာတော်ဖျားများရဲ့မဟာမဟာဆန္ဒလေးကိုဖျားတပည့်တော်နဲ့တကွာအားလုံးအားလုံးညီတော်တော်များကဖြည့်ဆည်းပြီးတော့တပည့်တော်ရဲ့ခန္ဓာသီလကောင်ဖျားတပည့်တော်ရဲ့ဓမ္မဇာလအကြောင်းတော်ကြီးသီလကောင်မြတ်ဗုဒ္ဓရဲ့လန်းညွန်ချက်ပါရမီပြည့်တဲ့ကွင်းပါရမီဖြည့်ကွင်းကြီးလို့သဘောထားပြီးတော့ကြိုးစားပြီးတော်မူကြပါ 조사아트자바소루တပည့်တော်လေးလေးနဲ့နဲ့တိုက်တွန်းအားပေးရင်ဘုရားတပည့်တော်ရဲ့အမှုမောဒနာကရာကိုအင်းရလိုက်ပြီးနေကုန်ခံပတ်အဆုံးသတ်လိုက်ပါတော်သည်ဘုရားသာဓုသာဓုသာဣဒံမေဘုရားနိဗ္ဗာန်တသိဗ္ဗာန်တသစ္ဆယောသစ္ဆယောဟောတုဟောတုရှင်ရတုဘုရားရှင်ရတုဘုရား ဘုရားတပည့်တော်တို့သည်ဘုရားတပည့်တော်တို့သည်ရဏောမြတ်၃ပါးရဏမြတ်၃ပါးမိဘဆရာသမားမိဘဆရာသမားနန္ဒောနန္ဒာနန္ဒောနန္ဒာအဘကိုအဘကိုထိတ်ထား၍ထိတ်ထား၍ဘုရားမြတ်စွာဘုရားမြတ်စွာသာသနာတော်မြတ်ကြီးနာတော်မြတ်ကြီးဒီလိုလာလို့ဒီလိုလာလို့အတွရှင်စွာနိုင်ပါစေနိုင်ပါစေ သေသံသာရောဟာနာရောအရှင်သူမြတ်တို့ဒီလေသူမြတ်တို့ဒီလေစွာအာရှိသမြာအာရှိသမြာစွာနိုင်သောစွာနိုင်သောလောကသာသနာလောကသာသနာအကျိုးလည်းပြ